လမ်းကျုပ်သတင်းသတင်းစာတို့မှသတင်းဆောင်မတို့မှအမှန်သာဖြစ်ရမည်ဖြစ်တော်လဲရန်ပန်ရန်ကာ၌ထွေလုံးလေးများကိုပြုလုပ်ကြလေရှိကြသည်အချို့မှာတိုက်ကအယ်ဒီတာများကိုယ်တိုင်ကပြုကြ၏အချို့မှာနယ်သတင်းတောက်တို့၏ထွေလုံးဖြစ်သည်ဥပမာရှေးကမြမအလင်းသတင်းစာ၌ထိုစဉ်ကအယ်ဒီတိုင်းအကြိုက်ဖြစ်သောဩဒဆောင်သတင်းများမကြာခဏပါလေရှိသည်မြမအလင်းရောဗမာကင်၌တပြိုင်တည်းသတင်းတောက်ဖြစ်သူတို့ကဩဒဆောင်သတင်းတပုတ်ကို မမခေတ္တမပူပဲနေတော့ကြောင်းထိုသူကကြုံသောအခါတွင်တွေ့ဆုံမိမြန်မှုသည်ဆရာတို့ဗမခေကအုတ်တဆောင်တည်င်းမှာမထဲပဲကိုထိုကဲ့သို့သူကဖြစ်၏ထိုအုတ်တဆောင်တည်င်းမှန်မမှန်သူ့ကိုတိတိကျကျမိတော့ကဟဲဟဲဆရာကလည်းဟုပြောကထဲနေသည်စေပိကိတည်င်းစာကြီးတဆောင်တွင်အင်းအားကဲ၌ခြေလိုက်ရှည်ရှောင်းရှိသောရေတရေကြီးပေါ်နေကြောင်းအကြီးကျယ်ရေးခဲ့သည်အင်းရသို့ဘတ်စကားနှင့်သွားကြည့်သူတို့စီကားသည့်အတီတည်င်းကကြီးကျယ်သွား၏ စင်းစင်းအပြင်တရင်ရှားပါလုံး၍ထွင်ချင်းဖြစ်၏တရုတ်မြန်မာကားလမ်းတွင်လုံးပတ်ဆယ်ပေကန်းရှိမွေကြီးတွေ့သည်ဟု၍ရေးသားဖော်ပြခဲ့သည့်တရင်မျိုးဖြစ်သည်ထို့မဟုတ်မမှန်တဲ့တရင်ကိုဗမာကစ်ကရေသူရဲအကြောင်းဆောင်းပါးနှင့်တံပြန်တိုက်ခိုက်လိုက်ရသည်အော်တိုဘတ်ခေါ်သော ရေသူရဲသည်ရေငန်ကြောက်ဆောင်တို့၌တန်ရှိကြောင်းနှစ်ပေကန်းထက်ကြီးသောရေသူရဲတွေ့ဘူးသည်ဟုခိုင်မာစွာမရှိကြောင်းမြိတ်ဖက်တဝဲဘက်၌ရင်းရေသူရဲဆိုသည်ကို ပဝဲဟုခေါ်ကဟေးချဲ့၍စားကြောင်းရေးလိုက်တော့မှရေတရက်ပေါ်သည်ဆိုသောအင်းရကန်တဲ့သို့ရေစင်ကူရဲကြတော့သည်။တမာရီသတင်းစာကလည်းထွင်သတင်းတစ်ခုဖော်ပြမှုသည်တမာရီသည်ဂလုံဦးစောဆက်ကြီးရေးကိုပြေးထန်စွာရေးသားလေရှိ၏။ဦးစောအားဗိုလ်ချုပ်အောင်ဆန်းတက်မှုနှင့်ဖမ်းထားစဉ်တွင်တမာရီ၌ဓာတ်ပုံစံတစ်ခုကိုဖော်ပြလိုက်သည်။ဓာတ်ပုံမှာအာဖရိကမှလူရိုင်းကောင်းဆောင်လူရိုင်းဘရင်အဝိအစားနှင့်ဂလောဦးစော၏ပုံဖြစ်သည်။ဦးစောသည် ခေသူမဟုတ်ရှင်ဘရင်လုတ်ချင်သူတိဟုမြန်မဲကြီးဖြင့်ကောင်းစဉ်တက်ကဥသောတိဘီလက်မအပြန်ယူဂန်နာတွင်ကျုံနောက်ထားစဉ်ကလူရိုင်းဘဝင်အဝိစားဝိကဓာတ်ပုံရိုက်ခဲ့ကြောင်းရှင်ဘရင်လုတ်ချင်သူဖြစ်ကြောင်းနှင့်ပေါ်ပြခဲ့၏။ရန်အနေငယ်ကြားသောအခါမြမအလင်းတွင်အာဖရိကတိုက်တော်တွင်တနေရာမှလူရိုင်းဘရင်ကြီးပုံဟုဓာတ်ပုံသတင်းတစ်ခုကိုပေါ်ပြလိုက်သည်။ဒုပုံတစ်ခုကိုရှင်ကြည့်လိုက်သောအခါဥသော၏ဓာတ်ပုံတစ်ခုမှမျက်နှာသားကိုကက်ကျေးဖြင့်ကြိုက်က လူရည်ပုံပေါ်ကက်ခါပေါ်ပြားကြီးဖြစ်ဒီမှာပေါ်သွားပြီးတမာတိအဖို့အောက်တက်တက်နဲ့ခင်းလိုက်ရသည်ဤသို့ဓာတ်ပုံလေးသတင်းကို စာဖတ်သူဖန်းလိုကနေရို့မှရေရှမ်းသောသတင်းဓာတ်ပုံတစ်ခုကိုရှာပြီးသိမ်းထားပါနောက်နှစ်ရေရှမ်းသောအခါ၌လည်းသတင်းတောက်ကထက်၍ပုံသည်မရိုက်တော့ပဲထိုပုံကိုပင်ပို့သည်ကိုသတင်းစာကြီးများကတခန်းတနာပေါ်ပြသည်ကိုတွေ့ရတာပါသည်သတင်းထွင်လုံးထုတ်ရာတွင်မန်တိုင်းသတင်းစာမှာအတော်လေးလွန်ကဲသွားသည်ဖြင့်ပြက်လုံးဖြစ်သွားခဲ့ပူ၏ မန်တိုင်းသတင်းတောက်ဤထွင်သတင်းမှာဘိုးတောင်ဆိုသူသည်အင်းအားကန်၌ငားများနေစဉ်မျက်နှာဖြူမျိုးသမီး၃ဦးကကားနှင့်တင်းသွားပြီးကြင်ကြံကြကြောင်းမေပြောနေသောဘိုးတောင်ကိုအင်းအားကန်ဆောင်၌ချထားခဲ့ကြောင်းနှင့်ပွဲ့နှဲ့ရေးသားသောသတင်းဖြစ်၏ထို့ပြင်သတင်းစာပညာ၌သတင်းစာဆရာတို့အဖို့ရန်ဖန်ရန်ကလိုအပ်သဖြင့်အသုံးပြုရသောမကောင်းမှုမှာလိမ့်လေခြင်းပင် ဖြစ်သည်ဟုသည်နှင့်ဤမမခစ်တွင်လည်းလိမ့်ညာမှုပညာရဲ့ရှိကြသည် တန်တမန်ဒီတိုင်းပြည်အတွက်လိန်သည်တရေစာဆရာသည်သူ့တမေအိုးအတွက်လိန်သည်ဟူ၍ပင်ဆိုရိုးရှိသည်လိန်လယ်မှုကိုပြုရင်ပြုတုံညာတော်လဲအပြစ်ကင်းသည့်လိန်လယ်မှုဖြစ်သည်သည်ယခုပေါ်ပြမိဗမာကင်၌လိန်လယ်မှုသည်မြေသူကိုမျှထိခိုက်နစ်နာမှုမရှိသည်ဖြင့်အပြစ်ကင်းသည်ဟုဆိုနိုင်သည်မုတာဝါဒကံမထိုက်ဟုယူဆသည်ဒီမောင်သည်စာအုပ်အဟောင်းဆိုင်မှဒုတိယကမ္ဘာစစ်မှတ်တမ်းဓာတ်ပုံစာအုပ်ကြီး6တွဲကိုဒေးချောင်းချောင်းနှင့်ဝယ်ယူရရှိခဲ့သည် ဒိုစာဦးကြီးတဲ့တွင်ကဘာအရေးရဲ့ဤစစ်တလင်းဓာတ်ပုံများပါသည်တိန်ကြီးစေဘုံကျဲခံရပုံများလည်းပါ၏ထိုပုံများဗမာခေတ်မှာသုံးသိသည်ဟုယူဆကဦးအောင်ခင်ကအပ်လိုက်သည်မြစ်ပုံတွေကနှိမ့်တယ်ကွာဒီဇင်ဘာ23ရက်နေ့မှာဂျပန်ကရန်ကုန်ဘုံကျဲတဲ့နေ့ကွာအဲ့ဒီနေ့မှာအမတ်တရစာဆောင်လေးထုတ်ကွာဦးအောင်ခင်ဒီပြောပြောဆိုဆိုစိတ်ကူးရလာပြီဂျပန်ဘုံကျဲတဲ့အကြောင်းကိုအောင်လွင်ပြောတာတိတ်ပြီးတော့နားထောင်ကောင်းတယ်သူ့ကိုစောင်းမရေးခိုင်းပါလားတို့ကဲ့သို့ဆို၏ပကြီးဦးအောင်လွင်ဒီ စာရေးလဲကောင်းလာသူဖြစ်ရာဂျပန်ဘုံကျဲသောနေ့အကြောင်းတပ်ဖွဲ့တနယ်ရေးပေးသည်စောင်းမကကောင်းလွန်ပြီးဓာတ်ပုံကနဲနေပြန်သည်ငါကြံပါမယ်ကွာတိုကဲသောဥုံးခင်ကဆိုသည်နောက်တဲ့သတင်းစာတွင်စစ်အတွင်းကဒေရဂွန်စီရီတော်မြတ်ဘေးမှပြန်သွားသောဂျပန်လေရင်ပြန်နှစ်စင်းဤပုံကိုထိုးစင်းကရိုက်ကူးထားသည်ဟုရေးသားပြီးထူးခြားရှားပါးလာသောသတင်းတပ်ပုံတစ်ပုံအဖြစ်ပါလာတော်သည်ဇေရီတော်မြတ်ဘေးမှမိโกတော်တဲ့တွင်လေရင်ပြန်နှစ်စင်းပြန်နေသည်မှာ ထင်းထင်းရှားရှားပါလာသည်ပုံမှားကောင်းလာသည်စင်စင်အဖြစ်တင်မောင်ဝယ်ခဲ့သောစစ်မှတ်တမ်းစာအုပ်ကြီးအတွင်မှဒိမ့်မက်ပီဂက်စတာပို ရုံးချုပ်တိုက်ကြီးတစ်ခုအပေါ်သို့လေရင်ပြန်ဘုံလာကျင်းစဉ်ရိုက်ထားသော ပုံဖြစ်သည်ထိုပုံပေါ်သို့ရွေရကုံစေတီပုံကိုကပ်၍ပေါ်ပြလိုက်ခြင်းဖြစ်ပေသည်သောသောတီထွင်းဖော်ပြကြောင်းတရင်အနှံ့ထွက်သွားသောကြောင့်ဗမာခီဤပုံကောင်းပုံမှန်အချို့ကိုတချို့ကမယုံကြဘဲပုံလေဟုထင်သူတို့ရှိကြသည်ဦးနုနှင့်ဇောဘာဦးကြီး ရင်းညာရေးဆွေးနွေးတုန်းကဦးအောင်ခင်တဦးတည်းဝင်၍ဓာတ်ပုံရိုက်ခွင့်ရခဲ့သဖြင့်ဘုတ်စိတ်မွေးနှင့်စောပါဦးကြီးပုံကိုဗမာခေတ်ကဖော်ပြခဲ့ရာပုံဟောင်းကိုဘုတ်စိတ်ရေး၍ပြန်လဲပုံနှိပ်သည်ဟုအခြားသတင်းစာတို့ကစွပ်စွဲခြင်းခံခဲ့ရသည်တချိန်ကပြည်လန်းစာပေဗိမာန်တွင်နိုင်ငံတော်အလံဇောက်ထိုးလွှင်တာသဖြင့်ဗမာခေတ်ကဓာတ်ပုံရိုက်ကပုံနှိပ်လိုက်သည်စာပေဗိမာန်မှာမြို့မဆရာဟင်းကထိုးပုံသည်ပုံစစ်မဟုတ်ဖလင်းကိုဘောင်းမြန်ကူးထားသောပုံဖြစ်သည်ဟုတရားရှင်းချက်ထုတ်ပြီးတရားစွဲမိဟုဆိုလိုတော့သည် အလန်းဇောက်တို့လွှင့်မိဒီမှာအမှန်ဖြစ်သည်ဇောက်တို့ဖြစ်စဉ်ကဗမာခေတ်ကဓာတ်ပုံရိုက်ခဲ့သည်ဓာတ်ပုံရိုက်ပြီးမှအလန်းကိုပြန်၍ပြင်လွှင့်သည်ဖြစ်ရာဆရာဟင်းကမသိသည်ဖြင့်ဗမာခေတ်သို့ဖြည့်ရှင်းချက်ပို့ခြင်းဖြစ်သည်ဗမာခေတ်ကပုံမှန်ရှိသည်ဖြင့်အဖြစ်မှန်ကိုဖော်ပြပြီးဆရာအိအားပြန်၍တိုက်နိုင်ခဲ့လေသည်ဤသည်တို့မှာလမ်းကျုံတည်င်းအချို့နှင့်ကြက်ဖြစ်သည်